မောင်တော်မြို့မှာ ULAAA နဲ့မြို့လူမျိုးကောင်းဆောင်တွေတွဲဆောင်ဆွေးနွေးပွဲတစ်ခုကိုဇွန်လ၄ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အဲဒီဆွေးနွေးပွဲဟာအမျိုးသားအဆင့်ဆွေးနွေးပွဲဖြစ်ပြီးလက်ရှိရခိုင်ပြည်တိဆောက်ရေးလုပ်ငန်းတွေမှာမြို့လူမျိုးတွေပါဝင်နေတာတွေစီးပွားရေး၊ကျန်းမာရေး၊ပညာရေးကဏ္ဍတွေဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒေသလုံခြုံရေးအကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။အဲဒီဆွေးနွေးပွဲကို ULAAA ကစစ်ဖက်အရက်ဖက်ခေါင်းဆောင်တွေမျိုးအမျိုးသားပါတီဥက္ကဋ္ဌဟောင်းဦးထွန်းအေမောင်တော်သုံးမိုင်စီရတော့မျိုးအမျိုးသားဘာသာရေးခေါင်းဆောင်တွေအပြင်ကြောက်တော်ပုံနှကျွန်းဦးတီတောင်မောင်တော်မျိုးတွေကမျိုးလူမျိုးခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာအမျိုးသားကကွယ်ရေးပြဋ္ဌာန်းချက်အပေါ်အမြင်သဘောထားတွေဘာသာစကားစာပေယဉ်ကျေးမှုအမှုပညာတွေလူမှုဘဝအခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ မြို့လူမျိုးတွေအနေနဲ့ဘာသာစကားစာပေအနုပညာရင်ကျင်းမှုဓလေ့ထုံးစံတွေကိုမြင့်တင်ဖို့ကြိုးစားကြဖို့နဲ့လူမဘဝဖွံ့ဖြိုးရေးနဲ့လူမျိုးချင်းရှစ်ကြည်သင်းမြက်ရေးငြိမ်းချမ်းရေးတွေကိုထိမ့်သိမ်းမြင့်တင်ကြဖို့မြို့လူမျိုးခေါင်းဆောင်တွေကတိုက်တွန်းခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်မျိုးသက်တိုင်းနဲ့လူမျိုးစုကိုယ်စားလှယ်တွေက အဖွဲ့ဝင်ဆေးရောက်ပါတဲ့မျိုးသက်တိုင်းနဲ့လူမျိုးစုရေးရကော်မတီကိုလည်းဖွဲ့စည်းခဲ့ကြတယ်လို့သိရပါတယ်ရှင်။